ဘလောက်မိုးသီးမိုးပေါင်းဘလောက်ကြီးတော့မကြီးတော့ဆိုတော့အဲ့ဒီမိုးတပေါက်မှန်ရင်မြေကြီးအခေါင်းကြီးဖြစ်သွားတယ်အဲ့ဒီလောက်ပြင်းထန်တဲ့ကောင်းဝေကနေပြီးတော့မိုးလက်နဲ့နဲ့တိုက်ပြီးတော့ဘုရားလောင်းတော်ကိုရွာချတော့ယုံ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 မိုးနဲ့ဒီနေ့ဒါသွတ်တာဟောတော့ဘုရားလက်ထက်ကသွတ်မရှိလို့သွတ်တာရှိရင်မရသေးဘူးနန်းကြီးလို့ခံနိုင်မှာတော့မဟုတ်ဘူးအခုကိုယ်သွတ်ပေါ်ကြတဲ့ဒီရေပေါက်တန်တော်မှအာသွတ်တန်ကဆူးနေတာပဲဆို မန္နရွာချတဲ့မိုးဟာမြေကြီးတောင်မှအပေါက်ကြီးတွေဖြစ်အောင်မိုးသီးမိုးပေါက်ကအဲ့လောက်ကြီးကြီးတာလေအဲ့ဒါခေါင်းပေါင်းကြီးပြီးပြီးတော့ဟာဒီလောက်ဆိုရင်တော့ဖြင့်ဘုရားလောင်းတော်တော်သေလောက်ပြီဆိုပြီးတော့အဲ့ဒီမိုးလက်နဲ့ရန်လဲရန်ပြီးတော့ကြည်လဲကြည်လဲတော့ဘုရားတိုက်ဒီလောင်းတော်ရဲ့သင်္ကန်းခြီးစလေးတောင်မှမိုးမစုံဘူးတဲ့ဒီလိုပြည့်လဲမရပါလားတော်တော်ကောင်းမာတာပဲတဲ့ နန်းဘာထပ်ပြရကောင်းလို့ဆိုလို့ရှိရင် ကြောက်ခဲမိုးဘာမိုးလဲအေးကြောက်ခဲမိုးတွေရွာတဲ့ကောင်းငင်ကနေပြီးတော့ရွာရှာလိုက်တဲ့ကြောက်ခဲမိုးတွေဟာအခွန်လျင်းတွေထွင်ပြီးတော့တလုံးတလုံးကိုဘလောက်လောက်ရှိလို့ဆိုရင်အိမ်လုံးနေလောက်ရှိတယ်တဲ့အဲ့ဒီလိုအခိုးတွေထွက်နေတဲ့အိမ်လုံးလောက်ရှိတဲ့ကြောက်ခဲမိုးကြီးတွေကို မနသားကပြင်သားကြီးကောင်းငင်ကနေပြီးတော့ရွာချတဲ့အာရအောင်ရွာချလို့ပြီးတဲ့အခါကျတော့ဒီလောက်ဆိုရင်တော့သေလောက်ပြီးသိတတ်တာတော့ကြောက်ခဲမို့ရွာတာရက်ပြီးတော့ကြည်လဲကြည်လိုက်ကောပြင်သားတည်းကြီးအဲ့ဒီမနရွာချလိုက်တဲ့ကြောက်ခဲလုံကြီးတွေကနတ်ပန်းကုံကြီးတွေနတ်ပန်းလုံကြီးတွေဖြစ်ပြီးတော့ဖရာလောင်းတော်ရဲ့အနာမှာလာပြီးတော့စုပုံပြီးတော့ကြလာတယ် ငါပြစ်လိုက်တော့အကြောက်ခဲလုံးကြီးတွေပါဘယ်နဲ့ပြစ်လို့ကိုနတ်ပန်းကုန်းတွေနတ်ပန်းလုံးကြီးတွေဖြစ်ကုန်လည်းမသိမကျင်းတဲ့ဘုကထမ်းရွာမယ်ကွာဘာရွာတော့ဆိုရင်ပြစ်တတ်တယ်လက်နဲ့မိုးရွာတယ်ဘာမိုးလဲလဲလက်နဲ့မိုးတယ်ကောက်ပင်ကနေပြီးတော့အသွားနှစ်ဖက်ရှိတယ်ဒါလက်နဲ့မျိုးမျိုးတွေမိုးရွာချသလိုပဲတဲ့ကောက်ပင်ကနေပြီးတော့မန္တကဖန်သိပြီးတော့လက်နဲ့မိုးရွာတယ် အလောင်းတော်ရဲ့ပါရမီခုံကြောင့်လက်နဲ့တည်းဟာမြန်လေးပါးရှင်းကဲသူဖြစ်ကုန်တယ်တဲ့ဗျာ